လာပါနေဦးနေရမ2025ခုနှစ်ဇွန်လ23ရက်နေ့ညနေပိုင်းသတင်းများကို စတင်အစီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါပထမဦးဆုံးအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအွန်လိုင်းပေါ်ကနေမွေးနေ့ဆူတောင်းခဲ့တဲ့ နေပြည်တော် MRTV ဝန်တန်းအဖမ်းခံရကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ရဲ့အသက်80ပြည့်အတွက်မွေးနေ့ဆုတောင်းစာနဲ့ပန်းပန်ထားတဲ့ဓာတ်ပုံကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့မြမအတန်နဲ့ရုပ်မြင်သံကြား MRTV ဝန်တန်းမနှင်းရင်ဖြူခမနှောင်းနှောင်းကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။မနှင်းရင်ဖြူကိုနေပြည်တော်တက္ကသိုလ်မြို့နယ်မှာတည်ရှိတဲ့ MRTV ဝန်ထမ်းအင်ယာမှာပဲ ြီးခဲ့တဲ့ဇွန်လ22ရက်ည7:00နာရီဝန်းကျင်မှာပဲဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကမနေ့တုန်းကသတင်းထုတ်ပြန်ခဲ့တာပါစစ်ကောင်စီကတော့မနှင်းရင်ဖြူဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြတ်ပြားအောင်လူမှုကွန်ရက်ပေါ်မှာလှုံ့ဆော်ခဲ့တယ်လို့ဆိုပြီးတပ်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ကထိန်းသိမ်းထားတယ်လို့ဆိုပါတယ်မနှင်းရင်ဖြူဟာ MRTV ငွေစည်ရင်ဌာနကဖြစ်ပြီးဖမ်းဆီးခံရချိန်ကတည်းကမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်းသိရပါတယ်သူဟာ August နဲ့အမည်နဲ့အသုံးပြုတဲ့ Facebook အကောင့်မှာ ဒေါ်စင်းစုကြည်အတွက်မွေးနေ့ဆူတောင်းစာရေးပြီးနောက်မှာပဲသူ့ကိုဖမ်းဆီးဖို့စစ်ကောင်စီထောက်ခံတဲ့ Telegram channel တွေကစက်တိုက်ဖော်ပြခဲ့ကြပါတယ်။မွေးနေ့ဆူတောင်းစာတစ်ခုကြောင့်ညဘက်ဝင်ဖမ်းသွားတယ်။တာမန်ဝန်ထမ်းတယောက်ရဲ့အကောင့်ကတင်တာတငယ်ချင်းဖြစ်တဲ့ဝန်ထမ်းအချင်းချင်းကမှမတိုင်ရင်ဘယ်သူမှမသိတဲ့ကိစ္စပါပဲ။ MRTV ကငโกကလေးကစစ်တပ်ရဲ့အတိုင်းအဝိုင်းစစ်တပ်အပိတ်ပါပဲလို့ CDM ပါဝင်ထားတဲ့ MRTV ဝန်ထမ်းတဦးကပြောပါတယ်။မင်းနင်းရင်ဖြစ်အပြင်မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ် ရက်ကွက်ကြီးတက်မှာနေထိုင်တဲ့မမူးမူးဇော်ကိုလည်းဇွန်လ20ရက်ည7:00နာရီအချိန်မှာဖမ်းမိခဲ့တယ်လို့စစ်ကောင်စီကပူးတွဲထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့နေပြည်တော်ကိုဗဟိုပြုပြီးငလင်လှုပ်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဗဟိုပြုပြီးအင်အားရေစတာစကေ3.1အဆင့်ရှိတဲ့ငလင်တစ်ခုယနေ့မနက်ပိုင်းကလှုပ်ခတ်သွားခဲ့တယ်လို့သိရပါတယ်လှုပ်တဲ့အချိန်အတန်ကိုတောင်ကြားလိုက်ရတယ်ပျက်စီးမှုအခြေအနေတော့မသိရသေးပါဘူးလို့နေပြည်တော်မှနေထိုင်သူတအူးကဆိုပါတယ် ငလင်မှာနေပြည်တော်လေစိတ်အနည်းကိုဗဟုပြုလှုပ်ခတ်သွားတယ်လို့ထိုင်းမြင်ငလင်တည်င်းဌာနကမှတ်တမ်းတင်ထားပါတယ်။မတ်လ28ရက်နေ့ကငလင်ကြီးအပြည့်မှာနေပြည်တော်ကိုဗဟုပြုတဲ့ငလင်ငယ်တွေလှုပ်ခတ်လေးရှိပေမဲ့အခုတစ်ချိန်လှုပ်ခတ်မှုဟာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းအင်အားကိုတိတိတတ်တတ်ခန်းစားရတဲ့ငလင်တစ်ခုဖြစ်တယ်လို့လည်းနေပြည်တော်ဒေသခံတွေကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။ဒီကနေ့မနက်ပိုင်းတုန်းကလည်းပဲခူးတိုင်းပြည်မြို့အနီးငလင်လှုပ်ခတ်ခဲ့တယ်လို့မနေ့ကတရက်ထဲမှာပဲငလင်ငယ်၅ချိန်တိတိလှုပ်ခတ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေစီကနေသိရှိရပါတယ်။နေပြည်တော်ဟာမတ်လ28ရက်နေ့ငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့နေရာတွေတဲကတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပါကျုပ်ဆရာတော်ကြီးကမကထပြုလို့လှူဒန်းထားတဲ့မြစ်တာနန္ဒစေယုံပေါ်ကိုစစ်တကဘုံကျဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ကမနေ့ညပိုင်းကကျဲခဲ့တဲ့ဘုံဟာပါမောက္ခချုပ်ဆရာတော်ကြီးဗဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝန္တကမကထပြုလို့လှူဒန်းတိဆောက်ခဲ့တဲ့ မြစ်တာနန္ဒစေယုံရကန်းစင် စေယုံဘော်ကိုကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်ထိခိုက်ဒေဆုံးသူ73ဦးရှိတယ်လို့သိရှိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ဆေတော်လန်းခွဲရွာကနေစေယုံကိုလာရောက်မိဖွားထားကနှစ်ရက်သာရှိသေးတဲ့အသက်30အရွယ်မိခင်တဦးဟာလည်းနေရာမှာတင်ဒေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ72ဦးရှိပါတယ်။မနေ့ကဇွန်လ22ရက်နေ့ည7:00နာရီအချိန်မှာစစ်ကောင်စီက Jet Fighter နဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစီကနေသိရှိရပါတယ်။ ဒီကဒံယာရသူတွေတဲကအမျိုးသမီးတဦးကဒံယာပြင်းထန်ပြီးစတဲဦးကဒံယာမစိုးရင်ရဘူးလို့ပကဖရဲ့စည်ရင်အရာသိရှိရပါတယ်။စေယုံမှာရှိနေတဲ့လူနာတွေပဲထိခိုက်သေးဆုံးခဲ့တာပါ။ထိခိုက်တဲ့အထဲမှာအသက်၃နှစ်နဲ့၅နှစ်အရွယ်ကလေးငယ်တွေလည်းပါပါတယ်။ CDM တွေနဲ့လက်ပတ်တဲ့စေယုံဆိုပေမဲ့ကျွန်တော်တို့တော်လန်ရေးတပ်သားတွေစိတ်ကူးတာလုံးဝမရှိပါဘူးလို့စင်ကူပကဖတာဝန်ခံကိုတန်မဏိကပြောပါတယ်။ဒီစေယုံဟာရကန်းစင်တောင်အနီးကတောင်ယာကြီးရွာနဲ့ ကြောင်ကနွားရွာကြားကတောင်ကုန်းပေါ်မှာတည်ရှိပြီးရည်တက်ချိန်မှာပါဒေသခံတွေစေဝါကုသနိုင်ဖို့အတွက်ရည်ရွယ်ပြီးပမောက္ခချုပ်ဆရာတော်ဖရာကြီးကတည်ဆောက်ပေးခဲ့တယ်လို့ဒေသခံတချို့စီကနေသိရှိရပါတယ်။အရေးပေါ်လူနာတွေတာမကမျက်စိသွားအတွက်ပါပြသလို့ရတာကြောင့်မတရားစင်ကူးနဲ့တပိတ်ချင်းဒေသခံတွေအတွက်အားထရတဲ့စီယုံလို့ဆိုပါတယ်။စင်ကူးနဲ့ထိစပ်နေတဲ့မတရားမျိုးနဲ့အရှိချမ်းမှာတော့လွန်ခဲ့တဲ့တပတ်လောက်ကစလို့စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြတိုက်ပွဲပြင်းထန်နေပါတယ်။ မတရားထမ်းမင်ကုန်းရွာမှာဆိုရင်ယမန်နေ့ကလေကြောင်းနဲ့ပုံကျဲခဲ့တယ်လို့မတရားမျိုးပေါ်ကနေအိမ်တွေကိုပါလက်နဲ့ကြီးနဲ့ပြစ်ခတ်ခဲ့တာတွေနေ့လယ်ပိုင်းအထိရှိနေတာကြောင့်တရွာလုံးနီးပါးကနေအိမ်တွေမီးလောင်ပျက်စီးနေပြီလို့ဒေသခံတွေစီကနေသိရှိရပါတယ်စစ်ကောင်စီကတော့စင်ကူးကအခြေအနေတွေနဲ့ပတ်သက်ပြီးတစုံတရာသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူးခင်ဗျာဆက်လက်ပြီးတော့ကန်တောင်ရေစခန်းပြန်သိမ်းရန်ထွက်လာတဲ့စစ်ကြောင်း PLA ဖြတ်တိုက်ခံရပြီးရှစ်ဆက်မတွန်းနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် တော်လင်ရဲတပ်များတင်ပိုက်ထားတဲ့ကန်တောင်ရဲစခန်းဘက်ကိုထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို PLA ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေကြောင်းသိရှိရပါတယ်။ယနေ့ဇွန်လ23ရက်နေ့နဲ့8နာရီခွဲခန့်မှာစကိုင်းတိုင်းပလင်းမြို့နယ်ကန်တောင်ရဲစခန်းဘက်ကိုဦးတည်ထွက်လာတဲ့အင်မတီပြူရွာမှာအင်အား90ကျော်ပါစစ်ကြောင်းကိုအင်မတီပြူရွာအနောက်ဘက်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာရှေ့ဆက်တိုးနိုင်ခြင်းမရှိပဲစစ်ကောင်စီဘက်က လေကြောင်းပစ်ကိုလည်းပေးနေရကြောင်းဒေတာရင်းတော်လန်ကြီးရေဘော်တအူထံကနေသိရှိရပါတယ်။ PLA နဲ့ထိတွေ့ဖြစ်တာအင်မတီရွာရဲ့အနောက်ဘက်မှာကန်တောင်ဘက်ကိုဦးတည်တာအခုချိန်ထိတိုက်ပွဲကဖြစ်နေတော့ပဲဝိုင်တွဲနဲ့ထိတွေ့နေရဘုံလာချတဲ့တဲ့ဖိုက်တာလည်းနှလုံးချတယ်လို့၎င်းကဆိုပါတယ်။အင်မတီပြူရွာအတွင်းမှာရခင်အင်အားအပါအဝင်ကန်တောင်တိုက်ပွဲဖြစ်ပွားနေစဉ်လေကြောင်းမှအင်အားဖြစ်တင်းထားမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်300ကျော်ရှိကြောင်းသိရှိရပါတယ်။ ကန်တော့ရေစကန်းကိုပြန်လဲတိမ့်ပိုက်ဖို့စစ်ကောင်စီတပ်ဘက်ကကြိုးပမ်းနေပေမဲ့လည်းလက်လွတ်မှာမဟုတ်ပဲစစ်တပ်လာနိုင်တဲ့လမ်းကြောင်းများကို PLA ကပိတ်ဆို့ထားကြောင်းသိရပါတယ်။ဇွန်လ16ရက်နေ့မှာ PLA နဲ့မဟာမိတ်တပ်များအပြစ်သက်တိမ့်ပိုက်ခဲ့တဲ့ကန်တော့ရေစကန်းနဲ့အင်မတီပြူရွာဟာ6မိုင်ကျော်သာကွာဝေးကြောင်းသိရှိရပါတယ်။ကန်တော့စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်40ထက်မနည်းတေဆုံးခဲ့ကြောင်း PLA ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့မစုတ်တမ်းခံစစ်ထိကပလဲတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များပြန်လည်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာထိုင်းနယ်စပ်မှရှိတဲ့စစ်ကောင်စီရဲ့မစုတ်တမ်းခံစစ်ထိကပလဲတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့ပူးပေါင်းတပ်ကယမန်နေ့ဇွန်လ22ရက်နေ့မှာသိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုကယနေ့သတင်းထုတ်ပြန်ပါတယ်။လက်လွတ်လိုက်ရတဲ့အဲ့ဒီစခန်းကို28နှစ်အကြာမှပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရပြီး နှစ်ဖက်တိုက်ကြိုက်ကြဆုံမှုနဲ့လက်နက်ခရင်သိမ်းပိုက်ရရှိမှုအခြေအနေတွေကိုတော့ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိပါဘူး။အဲ့ဒီစကန်သိမ်းတိုက်ပွဲကို KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။လက်ရှိမှာတော့တိကပလဲစကန်သိမ်းပိုက်နိုင်ဖို့အတွက်မြဝတီမြို့နယ်မြန်မာထိုင်းနယ်စပ်တလျှောက်မှာစစ်ကောင်စီရဲ့ Wallet Viewer ကဥက္ကဋ္ဌစကန်နဲ့တိတယ်လေကာကင်းစကန်တို့သာကြန့်ရှိတော်ကြောင်းသိရှိရပါတယ်။ ်မာနေပလော့ဌာနချုပ်ကစွတ်ခွာရပြီးနောက်တိကပလေစခန်းကို1995ခုနှစ်မေလမှစတင်က KNU ဌာနချုပ်တဲ့အဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပေမဲ့လည်းနှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှစစ်တပ်ကသိမ်းပိုက်ပြီးနောက်ယခုပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်ဆာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါရခင်ဗျာ။လူထုဘက်ရက်တီချင်းတရင်အစစ်မှန်ຫນွေဦးနေရန်